မင်္ဂလာရှင်တရမန်တရမုံ channel ကျူတော်ပါရှင်ဒီနေ့မှာပေါ့နော်ကျမကအဲဘယ်အကြောင်းလဲဆိုတော့အမီမတက်ထားဘူးပေါ့နော်အော်တင်ဒီဗီဒီယိုလေးကိုတွေ့လိုက်မှာဆိုရင်ဒီဗီဒီယိုလေးကတင်တက်ပါဒီဗီဒီယိုလေးကပေးတဲ့ message ကတင်တက်ပါပေါ့နော်အဲ့တော့ဒီမှာတွေ့ရမြင်တဲ့အရာလေးကိုပြောမယ်အဲ့တော့အဲတွေ့ရမြင်တဲ့အရာမှာအခြေလက်ဖြစ်ခြင်းဖြစ်မှန်းသားမှုကိုလည်းအလုပ်ကံငွေရေးကြီးပေါ့နော်အဲစီးပွားရေးဘာဖြစ်နိုင်လဲပေါ့နော်တွေ့ရလေးကိုကျွန်မပြောပြမယ်အော်ဒီဗီဒီယိုလေးကိုမြင်လာဆိုဒီဗီဒီယိုလေးကတင်တက်ပါနော် တော့ဒီဗီဒီယိုလေးကပြီးခဲ့တဲ့တလားလောက်ကတော့ကျွန်မလုပ်ပေးသွားရပေါ့နော်အဲ့တော့ဒီတစ်ခါထပ်လုပ်ချင်းဖြစ်ပါတယ်နော်အဲ့တော့ဒီအခုဒီဒီဗီဒီယိုလေးမှာပြောတဲ့ message ကတည့်ရဲ့ဒီအဲလက်ရှိအဲနာနာတုံးတာတွေဖြစ်နေတဲ့အနေအထားဖြစ်နေတယ်လို့တည့်ရဲ့အနာဂတ်မှာအနာဂတ်ပေါ့နော်တင်ဒီတစ်နှစ်ကြာမှာဖြစ်နေတဲ့အနေထားလဲအဖြစ်နိုင်တယ်ဗောနော်တနေ့သုံးမုံနနေ့ကြာမှာဖြစ်လာနိုင်တဲ့အရာတွေလည်းဖြစ်နိုင်ပါတယ်เนาะအဲ့တော့ကျွန်မကြည့်ပြင်မယ်အဲ့တော့ကျွန်မဘာတွေ့လဲဆိုတော့တွေ့တဲ့အရာတွေကြည့်ပြောရမယ်เนาะ အော်တင်းအတွက်ကဘယ်လို message လာမလဲသိချင်ပါတယ်အဲ့တော့ဒီ video လေးကတင်းအတွက်ကိုဘယ်လို message ပေးမလဲသိချင်ပါတယ်နိုင်ရောဆိုတာဟိုဦးဒီမှာကြည့်ပါနိုင်ရောဆိုတာတော့နိုင်ရောဆိုတာနော်အော်ဒီမှာမြင်တာနိုင်ရောဆိုမှာဆိုလို့ရှိရင်လေကိုခီးတော့ဖြစ်တယ်ခီးတော့ဖြစ်တဲ့ဆိုရင်အနေထားလေးပေါ့နော် တွေ့ရတယ်။ခေးရတော့ဖြစ်တာမျိုးအဲပြီးတော့အလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်မယ်။ဒီနေ့ကျမှဆိုကိုယ်မှာပေးမှာအနှောက်ရှက်တွေရှိမယ်ဆိုတော့ကိုယ်အနှောက်ရှက်တွေကိုကိုကလည်းအဲတေချာလေးရှင်းလင်းနိုင်တာမျိုးပေါ့နော်။ဘေးလမ်းမှာအနှောက်ရှက်တွေဒီမှာဒီမှာကလေးဒီမှာဘေးလမ်းမှာတွားတဲ့နေရာအနှောက်ရှက်လေးရှိရမှာဆိုလေ။ကိုမအနှောက်ရှက်လေးရှိခဲ့မှာဆိုကိုကအနှောက်ရှက်တွေကိုကိုသေချာကိုရဲ့ဟိုပေါ့ဟိုဘယ်လိုလဲတချို့လေးကိုရဲ့အပေါင်းအသင်းတော်၎င်းပေါ့နော်ကိုကိုရဲ့တက်လန်းတွေပိတ်ဆို့နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ဒါမှမဟုတ်လဲအဲကိုရဲ့ ခြေနဲ့ပတ်သက်ပြီးဒီလိုကကိုယ်နဲ့အဆင်ပြေတဲ့အနေအထားနေပြီးတော့မှကိုယ်ရှိအဲကိုယ့်အတွက်ပိတ်ဆို့နေလို့ကိုယ်ခံစားရမျိုးလည်းဖြစ်ကောင်းဖြစ်နေပဲပေါ့နော်ကိုယ်ကတလန်အတွက်ဒီနေအထားမျိုးဒီနေအထားကိုကိုယ်ကတိကျတိကျစွာနဲ့အဆုံးဖြတ်ပြီးတော့မှသွားနိုင်တာမျိုးပေါ့နော်ဒီအဲကြည့်ရတာတချို့လေးအခြေနဲ့ပတ်သက်ပြီးအဲ toxic ဖြစ်တဲ့အနေအထားနေပြီးတော့မှဒီအရာကိုတခြားလေးဆုံးဖြတ်ချက်ကဆုံးဖြတ်ပြီးဟိုတခြားဆုံးဖြတ်ပြီးတော့မှကိုယ့်ရှိဒီဒီအနေအထားကတော့ကိုယ်နဲ့ကတော့အဆင်ပြေတော့ ုံးဖြတ်ချက်တစ်ခုစုံချရတော့မယ်ဆိုတော့အနေထားကိုတရားလေးဆုံးဖြတ်ချက်ကိုတရားဆုံးဖြတ်ပြီးတော့မှာပေါ့နော်အဲပြောမှဆိုလို့ရှိရင်အဲကိုယ့်အရှိမကကိုယ့်ရှိရဲ့ကိုယ့်ကိုအရှိမပိုက်ဆို့တယ်လို့မှတ်ယူဆပြီးတော့မှာကိုကဒီ relation တစ်ခုကိုကိုကလုံးဝကိုအဲဘယ်လိုမျိုးလဲဟိုရှင်းထုတ်ပြတာမျိုးပေါ့နော်ရှင်းထုတ်ပြလိုက်တယ်လုံးဝမစဉ်းစားတော့ဘူးဆိုပြီးတော့မှအနေထားမျိုးပေါ့နော်တွေ့ရတာကလုံးဝကိုဘေးနားမှာရှိရအနောက်ရှက်တိမ်မှာတမယကိုကကိုရဲ့ဥတည်မှုတစ်ခုအတွက်ကိုသွားနေတာမျိုးပေါ့နော်အဲ့တော့အရင်ဒီမှာမြင်ရတာကသင်က ဟိုစိတ်ကပြတ်သားတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်เนาะစိတ်ပြတ်သားတယ်ကိုလို့ရှင်ရအထူးကကိုရအောင်သွားတယ်ဆိုတဲ့အနေအထားမျိုးသိမကြခင်မှာကိုဖြစ်ချင်တဲ့အရာတစ်ခုပေါ့เนาะအဲကိုစူးစားကိုစူးစားမှုနဲ့ပေါင်းပြီးတော့မှဖြစ်လာတာမျိုးလည်းတွေ့ရတယ်အဲ့တော့ဒီမှာမြင်ရတာနိုင်တော့ဆောက်မှာဆိုလဲဒီမှာအနည်းနဲ့အမြန်ကိုအဲသွားချင်တဲ့ခီးတစ်ခုရောက်ရှိသွားတာမျိုးပေါ့เนาะဟိုမမြင်ရတာကိုကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဒီမှာကိုစစ်စစ်နေရဆိုလဲသိမကြခင်တော့ဒီမှာအလုပ်တွေအဲပြောမဟို ကိစ္စနာပတ်သက်ပြီးခီးရတော့ဖြစ်တာမျိုးရေးဆိုင်မြေကြောင်မှာအလုပ်တော့ဖြစ်တာမျိုးပေါ့အတင်းတင်းထားလေးတွေ့ရတယ်เนาะအဲ့တော့ဘာလို့ဖြစ်လာလို့ရှိရသိချင်ပါတယ်ဟောတော့တင့်ကိုဒီဗီဒီယိုလေးကဘာ message ပေးမှာလဲဆိုသိချင်ပါတယ်ဟို share လဲတွေ့ချင်ပြည့်ပြန်ပြီဒီမှာကြည့်ဦးတင်ချာတင်ခီးသွားဖို့ပေါ့နော်အော်ဒီဗီဒီယိုကြည့်တင်ကြည့်နေတယ်တင်ခီးသွားဖို့တင်ဆုံးဖြတ်ထားတယ်ဆိုရင်ခီးသွားဖြစ်တာမျိုးပေါ့နော် ်ခီးသွဖြစ်တဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ဒီမှာမြင်ရတာကခီးသွဖို့တော့ကနက်လေးကိုသွားမဲ့လမ်းကြောင်းကိုနက်လေးရွေးချက်နေတာမျိုးပေါ့နော်အဲဘယ်ဝေးရကိုနဲ့အဆင်ပြေလဲပေါ့အဲဒီဒီဘက်ကောင်းလားဟုတ်တော့ဘယ်ဘက်လားညာဘက်လားအဲ့တော့ကိုယ့်အတွက်ကဘယ်လုံးကကိုယ့်အတွက်အဆင်ပြေလဲဆိုတာရွေးချက်မှုလည်းဖြစ်ကောင်းဖြစ်နိုင်မယ်အဲ့တော့ရွေးချက်မှုနှစ်ခု1 2ဒီမှာကြည့်1 2ရွေးချက်မှုနှစ်ခုရောက်ရှိရမျိုးပေါ့နော်ဒီရွေးချက်မှုနှစ်ခုကနေပြီးတော့မှကိုယ့်အတွက်ကောင်းမွန်တဲ့အရာကိုတခြားလေးဆုံးဖြတ်ပြီးတော့သွားဖြစ်တာမျိုးကိုတွေ့ရတယ်အဲဒီမှာမြင်ရတာကကိုယ့်အတွက် ခရီးသွားမဲ့အနေထားအလုံးနဲ့ပတ်သက်တဲ့ခရီးသွားဖြစ်မဲ့အဲခရီးသွားဖြစ်ပြီးတော့မှဒီအလုံးကဆိုနှစ်ခုပေါ်ချန်နယ်တူနှစ်ခုပေါ်ပေါက်လာပြီးတော့မှကိုယ့်အတွက်ရွေးချယ်မှုတစ်ခုကိုတခြားလေးစုံစားစဉ်းစားဆုံးဖြတ်ပြီးရွေးချယ်တာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ tender blessing oh sorry အဲ့တော့တင်းအတွက်ကပါလီ message ပေးချင်တာလည်းတစ်ချက်ပါတယ်ဒီဗီဒီယိုကပါလီ message ပေးချင်တာလည်းတိမဲချင်တယ်ဆိုတော့ဒီဗန် energy တွေ့တယ်နော်အဖီဗန် energy တွေ့ပါတယ် နေတော့တယောက်ကြားလာမှာဆိုရင်ဒီဆင်းရှင်းမြတာတရားကလည်းအဲဒီမှာ toxic ဖြစ်တဲ့အနေအထားမျိုးလေးတွေ့ရရနော်ဟိုဆင်းရှင်းမြတာတော့ရှိတယ်ဗောနော်ဆင်းရှင်းမြတာတရားတော့ရှိဒီမှာစီတယောက်ကငွေအိတ်ဒီမှာမုတ်ပေးပြီးတော့မှအဲ့တော့တတိထားဖို့လို့လဲဆင်းရှင်းမြတာတရားမှာဆိုလို့ရှင်ဗောနော်ပြန်တော့ကျန်တာမှာဆွဆွဲမှုလေးတွေဖြစ်တတ်တယ်ထင်လွဲမှားမှုလေးတွေဖြစ်တတ်တယ်အဲပြီးတော့တပ်ပါဒီဝင်ရောက်နှောက်ရှက်တတ်တယ်ဗောနော်အနှောက်ရှက်လေးပေါပေါလာတတ်တယ်ဟိုပြောမဆိုရင်ကိုယ်တစ်ဖက်သူကအဲ ုတစ်ဖက်သူမှာအဲတပ်ပါနေပေါ်ပေါက်လာလာမျိုးဒီလူကပြောမယ်ဆိုလို့ရှင်ကိုထက်ဟိုပြောမယ်ဆိုကိုတစ်ဖက်သူကအဲဟိုဘောနော်ကိုတစ်ဖက်သူမှာပေါ်ပေါက်လာတဲ့တပ်ပါတီအားဆိုပြီးကိုထက်သူကဘောနော်ငွေကြေးအားစအာလုံးရဲ့အနေထားယူပါဆိုရင်အဲကိုရဲ့ relationship ကနေပြီးတော့မှအနည်းလေးเออเนเลอตวยยอกเนี่ยนี่ปะเนาะไอ้ดิโลเปลี่ยนยื้อเชิญกันตู้โกนาลาไปละกัดแต่ตับบาตูโกยื้อเชิญกันมะล่ะဆိုတော့ပြီးတော့မှအဲ ွေးတွေပေါ်ပေါက်လာတာမျိုးအဲ့တော့ကြည့်ရတာအဲတင်းတင်းအပြင်ကုတင်းရဲ့ဒီပြောမဆိုရင်တင်းတစ်ဖက်သူတင်းတစ်ဖက်သူမှာတက်ပါတီပေါ်ပေါက်လာတတ်တယ်ဒီတက်ပါတီကိုတင်းတစ်ဖက်သူကအဲသူ့မှာငွေကြီးပြည့်စုံတဲ့အတွက်တစ်ဖက်သူကိုပြန်ပြီးတော့မှတင်းတစ်ဖက်သူကတင်းရဲ့အဲ sorry အဲစကားတွေမှားမှဆိုရတယ်အဲ့တော့အဲ့တော့တင်းမှာကမ္မလေးရှိရပထားပါတော့เนาะအဲဒီကမ္မလေးမှာတင်းနေတော့သဘောကျနေပြီရှင်းရှင်းပြတာတရားရှိတယ်ဒါပေမဲ့ဒီကမ္မလေးမှာကသူ့ကိုသဘောကျတဲ့ကောင်းလေးတယောက်ထပ်ပေါ်လာတယ်အဒီလူက တင့်ထက်ကိုငွေကြီးအစအစရတာလုံးနေတဲ့အနေထားမှာဆိုရင်တင့်အဲတစ်ဖက်သူကအဲဒီတက်ပါတီကိုသဘောကျသွားတာမျိုးပေါ့နော်တင့်တင်ထက်ကိုသူကပိုပြီးစိတ်ဝင်စားတာငွေကြီးရစားတာလုံးနေရအရာကိုစိတ်ဝင်စားပြီးတော့မှတက်ပါသည်ဒီနေ့တင်ချသူကြမှာပေါပေါလာပြီးတော့မှတင်ချသူကတစ်ဖက်သူကိုဟိုပေါပေါလာတဲ့တက်ပါသည်ကိုနည်းနည်းလေးအောင်ရောက်သွားတာမျိုးဖြစ်တဲ့အားလေးသတိထားပါနော်အဲ့တော့ ဒီဗီဒီယိုလေးကဒီဗီဒီယိုလေးကိုကတင်ကိုဖာမက်ဆေ့ပေးမလဲဆိုတော့တင်ပါတယ်။အော်ကျွန်မတွေ့တလောက်လေးပြောပြမယ်နော်။ဟာမေနော်။အဲ့တော့ဟာမေအနေထားတွေ့ရတယ်။အဲ့တော့ကိုကကိုရဲ့စိတ်ကအဲဒီမှာနည်းနည်းပြမလားက။စောင်းလာတယ်။ Okay ။အပြမဆိုလို့ရှိရင်ကိုစိတ်တေကအဲ ို့ပြီးတော့မှကိုတင်ရရင်သွားနဲ့ကိုကိုလုံးဖို့အတွက်ဘောနော်ကိုသွားမဲ့ဒီရှိရေးတော့ကိုတေချာလေးကိုဆုံးဖြတ်သွားဆုံးဖြတ်နေတာမျိုးပေါ့တွေ့ရတယ်။ဟာမဲ့မှာဆိုရင်အဲကိုရေသွားမဲ့လမ်းပေါ့နော်ကိုသွားမဲ့လမ်းကိုကကိုဖောက်တယ်ကိုစိတ်ကိုနဲ့ကိုပေါ်လို့ရအောင်ဒီခြေရအနေထားနဲ့ပေါ်ရအောင်စူးစားပန်းစားနဲ့အဲသွားမဲ့အနေထားအောင်မှုရရှိမယ်ဆိုအနေထားတွေ့ရတယ်ပေါ့နော်အကြောင်းကိုလည်းတွေ့ရတယ်အဲတင်ပါလေရဖို့လည်းတွေ့ရပါတယ်အဲ့တော့ ီဒီယိုလေးကတင်းတို့ဗာမက်ဆေ့တွေပေးချင်တာလေအဲ့တော့ခွင်းတော့ဆိုတော့အဲ့တော့ဒီမှာမြင်ရတာအဲ့တော့ဒီမှာမြင်ရတာကခွင်းတော့ဆက်မှာဆိုရင်ပေးကြတာကတော့လေဒီလိုအနေထားမျိုးရှိခဲ့ကြုံခဲ့မှာဆိုရင်တင်းကလုံးဝတစ်ဖက်လုံးနဲ့ပတ်သက်ပြီးတော့မှအဲဒီလိုတစ်ဖက်သူကတက်ပါစီပေါ်ပေါက်လာဆိုရင်ဒီသူတင်းကလုံးဝဒီလိုနဲ့ပတ်သက်ပြီးတော့မှကိုင်းတော့ဆက်မှာဆိုလုံးဝဆုံးမချက်ပြတ်သားဆိုတာနဲ့ကိုနမကအဲမန်နေဂျာလမ်းနေပေါ့ပြောမှဆိုရင်တင်ဟိုကဘယ်လိုမျိုးလဲဆိုတော့ ဘယ်လိုဆုံးသာဘယ်လိုဆုံးဖြတ်လဲဆိုတော့အဲတစ်ဖက်သူကတပ်ပါသူပေါပေါ့ရင်လည်းပေါပေါ့စီဆိုပြီးတော့ဒီဟိုဘယ်လိုမျိုးလဲ religion ကိုကိုဖြတ်ဖြတ်ဖို့စူးစမ်းတာမျိုးပေါ့နော်အဲသူသူ့ဘက်ကနေပြီးတော့မှတပ်ပါသူပေါပေါ့ပြီးတော့မှကိုထားခဲ့တဲ့အနေထားတော့ကိုကတော့မကြုံနိုင်ဘူးကိုကဒီသူ့နဲ့ပတ်သက်တဲ့သတင်းတွေကြားခဲ့ကြားတဲ့အနေထားမှာဆိုရင်ကိုဘက်ကနေစတင်ပြီးတော့မှကတ်တောက်လုတ်ဖြစ်တာမျိုးဆိုတဲ့အနေထားမျိုးတွေ့ရတယ်နော်ခွင်းတော်ဆက်မှာဆိုတော့ကိုကအချင်းနဲ့ပတ်သက်လို့ဆိုပို့ပြီးတော့မှတိတ်ကြနေတာမျိုးပေါ့နော် ပြရတယ်အဲ့တော့ဒီမှာ file ထည့်ဖို့ရှိတယ်ကြည့်မယ်နော်အဲ့တော့ဒီလိုလေးကတင်ကိုဘာလို့ message တွေပေးဦးမလဲဆိုတော့ကြည့်ချင်ပါတယ်အဲ့တော့ကနော်အဲ့တော့ကဲအဲ့တော့တေချာလာကတော့လေဒီမှာမြင်ရတာ relationship ကတကူမှာဆိုရင်ချို့လေးအဲ့တော့ ကိုရဲ့ relationship မှာတပ်ပါတယ်ပေါ့ပေါ့ပြီးတော့မှဒီလိုကိုကအရှင်ဟိုသူ့ကိုမထားခင်ကိုသူ့ထားခဲ့တာမျိုးထားခဲ့ပြီးကိုဘက်ကအရင်စတင်ပြီးကတော့လောက်ပြီးတော့မှအဲ့တော့ကတ်မှာဆိုရင်လုံးဝကိုကြောခိုင်းနေတာမျိုးအေးစိစွာပဲကိုတတရာပဲကိုကြောခိုင်းနေတယ်လူဒီလိုကိုအတွက်မကောင်းဘူးဆိုတာကိုသိသွားပြီးဒီလိုတတရာပဲအရင်ခံစားမနေဘူးပေါ့ပါလေးနဲ့ပဲကိုကြောခိုင်းပလိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ဒီဗီဒီယိုလေးကတင်အောင်ပါ message ပေးရှင်းတာတစ်ချင်ပါတယ် ဲ့တော့ဆိုอ่ะเนาะအဲ့တော့ဆိုတွေ့ရတယ်ဒီမှာမြင်ရတာကဒီမှာကိုယ့်အတွက်ပေါ့เนาะအခွင့်အလမ်းကောင်းလေးကြီးအဲ့တော့ဆိုဆိုတော့အခွင့်အလမ်းကောင်းလေးပေါပေါလာလာမျိုးပေါ့เนาะကိုယ့်ရဲ့ဒီအောင်မြင်မှုအတွက်ကိုသွားနေတဲ့ဒီခီးမှာဆိုရင်ဒီမှာဆိုဒီမှာအဲ့တော့ဆိုอ่ะเนาะအဲ့တော့ဆိုကိုသွားနေတဲ့ခီးတစ်ခုမှာဆိုရင်ကိုယ့်အတွက်အောင်မြင်ရမဲ့ အဲဒီအနာဂတ်မှာကိုယ့်အတွက်အောင်မြင်မှုရရှိရဲ့အနေထားမျိုးတွေပေါပေါက်လာတဲ့ခွန်းလန်းတွေအဲဒီအောင်မြင်မှုရဖို့အတွက်ခွန်းလန်းတွေပေါပေါက်လာရဆိုပုံမှန်တာပေါ့နော်တွေ့ရတဲ့ပြီးတော့ဒီမှာမြင်ရတာ exhaustion မှာဆိုလို့ရှင်လဲတွေ့ရတာ emotional တခုတွေ့ရတယ်เนาะအဲ့တော့ဒီမှာတချို့လေးအဆက်သက်ပြတ်သက်သူတွေကိုယ်လာပြန်ဆက်သွယ်တာမျိုးပေါ့เนาะပြန်ဆက်သွယ်တာမျိုးနောက်တခုတွေ့ရတာကအခြေသက်တွေ့တာမျိုးပေါ့เนาะအခြေသက်တွေ့တာမျိုးတွေ့ရတယ်အဆက်သက်ပြတ်သက်သူတွေလည်းကိုယ်အဆက်သွယ်ရတဲ့အနေအထားလည်းတွေ့ရတယ်เนาะအဲ့တော့ဒီ video လေးကတင်ဖို့ဗာ message ပေးခြင်းလဲဆိုတာသိကြပါတယ် တော့အောင်မြင်မှုပေါ့နော်အလုံးနဲ့ပတ်သက်အလုံးကိုင်းနဲ့ပတ်သက်တဲ့အောင်မြင်မှုတစ်ခုရရှိတာမျိုးလည်းတွေ့ရတယ်ဒီမှာမြင်ရတာတချို့လေးအဲစောင်းပွဲမှာဆိုရင်တကယ့်ဟိုအမှတ်ကောင်းကောင်းနဲ့ရာလို့အဲဘယ်လိုမျိုးလဲအမှတ်ကောင်းကောင်းဂုံလူးနဲ့အဲဂုံလူးဂုံလူးတွေရရှိတာမျိုးကိုရအောင်မြင်မှုကလုံးဝဟိုဒီကိုမျောမှန်းထားသလိုကိုကအပေါ်ထက်ဒီမှာကြီးကောင်မလေးကအပေါ်ကိုကြည့်နေတာကိုရအပေါ်မှာကိုကအထက်ကိုမျောမှန်းထားတဲ့အနေထားမျိုးပေါ့နော်အပန်ဟိုမျောလင်းချက်ထားတဲ့အတိုင်းဘယ်လိုမျိုးလဲမျောလင်းချက် ပန်းတိုင်တစ်ခုပေါ့နော်ရရှိတာမျိုးပေါ့နော်အဲဒီလိုအောင်မြင်မှုတစ်ခုအောင်မြင်မှုတစ်ခုဆိုမမှားဘူးပေါ့နော်ရရှိတာမျိုးတွေ့ရတယ်နော်အဲ့တော့ဒီဗီဒီယိုလေးကတင်ဖို့ဘယ်လို message တွေပေးချင်လဲဆိုတာသိချင်ပါတယ် for up and dig တော့ခုနပြောတဲ့အချစ်တစ်ဆိုတဲ့နေရာမှာလေဒါတပတ်သူ energy เนาะတင်အချစ်တစ်တို့ရှိရချို့လေးတွေ single လေးပါလို့ရှင်ဒီလူကဒီမှာကြည့်အောင်ပါ ကိုယ်နဲ့ကိုယ်ရရှိ energy သွားခြင်းတဲ့ဟိုငွေကြီးရဖြစ်အနှံငယ်ပြည့်စုံတဲ့ပြည့်စုံတဲ့အရင်ရော့တုံးတဲ့သူမဟုတ်နဲ့ကက်စင်းတဲ့သူဟိုဒီမှာမြင်ရတာတင်းတဲ့သူ့မဲ့သူကရေချားမြေချား energy မျိုးလေးတွေ့ရတယ်နော်ရေချားမြေချား energy ကလည်းရောက်ရှိလာတာမျိုးလည်းတွေ့ရတယ်ဟိုဒီလူကကိုယ်နဲ့ကိုယ်နဲ့ရှင်တစ်ခုကိုရရှိသွားခြင်းနဲ့လည်းလုံးဆုံးမခံခြင်းမှုဆိုရတော့ကို live မှာပေါ့နော် single လေးပေါ်ပေါက်လာတာမျိုးတွေ့ရတယ် ဲ့တော့ဒီပြောတဲ့ဘာ message ပေးချင်လဲဆိုတော့သူချင်ပါတယ်။ Oh the star အတိအကျလာကတော့ desktop energy ဆိုတော့သင်မျောလင်းတဲ့အရာလေးမကြခင်ဖြစ်လာဖို့ရှိရယ်နော်။အော်မျောလင်းတဲ့အရာဆိုရင်သင်သုံးချက်ကိုသင်စိတ်ဝင်စားရတယ်ဖြစ်ဖြစ်အဲ crush နေတာဖြစ်ဖြစ် ဒါမှမဟုတ်တင်အလုပ်ကိစ္စလေးကိုညှော်မင်တာညှော်လင်ထားတဲ့အရာလေးရှိတယ်ရှိမယ်ဆိုရင်ဒီညှော်လင်တဲ့အရာလေးကတိတ်မကြခင်အဲတစ်နှစ်ဘောနော်ဒီဒါစာပြီးတော့တစ်နှစ်သွင်းမှာပြည့်စုံလာတဲ့အောင်မြင်လာတဲ့ဆန္ဒလေးပြေဝါတာမျိုးလည်းတွေ့ရပါတယ်နော်ချက်ချင်းရောပြေဝါတဲ့အနေထားတော့မဟုတ်ဘူးဘောနော်အချိန်ကာလတစ်ခုကြာမှပြည့်စုံလာတာမျိုးဖြစ်လာတာမျိုးတွေ့ရပါတယ် ော့ဒီမှာဆက်ချင်းမြစ်တာတရားနဲ့ပတ်သက်ပြီးဆိုရင်ဒီလို toxic မဟုတ်တဲ့ဆက်ချင်းမြစ်တာတရားကိုရှိရောက်ရှိလာတာမျိုးပေါ့နော်တွေ့ရတယ်နော် toxic toxic မြုပ်တဲ့ဆက်ချင်းမြစ်တာတရားတခုကိုရှိရောက်ရှိလာဖို့လည်းတွေ့ရတယ်ဒီလိုအနေထားမျိုးလေးပေါ့နော် four of pentacle four of pentacle မှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့မချက်စင်မချက်စင် energy မှာဆိုရင်ကိုကလည်း ကိုဖြစ်ချင်တဲ့အရာကိုကရအောင်သွားနိုင်တဲ့သူမျိုးပေါ့နော်ရအောင်သွားနိုင်ရအောင်လုပ်တယ်ဆိုတဲ့အနေအထားမျိုးတွေတွေ့ရတယ်အကိုကဟိုပဇင်ရရောက်ရောက်ကိုရဲ့ ability ကိုကိုတခြားချပြနိုင်ပြီးတော့မှပေါ့နော်ကိုရဲ့အောင်မှုတစ်ခုရရှိနိုင်တာမျိုးပေါ့ဒီမျိုးတွေ့ရတယ်တခြားလာကတော့လေကိုရဲ့အနာဂတ်မှာလေကိုဖြစ်ချင်တဲ့ပေါ်တော့ကိုပြချင်တဲ့အရာတစ်ခုကိုကတွေးတင်ရဲ့ဖြစ်ဖို့စူးစမ်းနေရဆိုရင်ဒီမှာကကိုရောက်ဖို့ရှိရဲ့တော့ဒီမှာတဲ့ဟာမစ်မှာဆိုရင်လည်းကိုလမ်းကြောင်းကို ကိုသွားတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းတစ်ခုပေါ့နော်ကိုယ်ပိုင်လုပ်ငန်းအတော်၎င်းပေါ့နော်ဒီလုပ်ငန်းတစ်ခုကို try ဖို့စူးစမ်းနေဆိုရင်လုပ်ဖြစ်သွားမယ်အဆင်ပြေပြေလေးနဲ့သွားဖြစ်တာမျိုးပေါ့နော်စူးစမ်းမှုကကိုယ့်ရဲ့စူးစမ်းမှုကအတူတရားမှုတွေအပြည့်အဝရှိတာမျိုးတွေ့ရပါတယ်အဲ့တော့ဗာပေးခြင်းလဲဒီမဲ့ဒီဗီဒီယိုလေးကတင်အောင်ဗာမစ်ပေးခြင်းလဲအိုးထူးတော့ကဲအဲ့တော့ဒီလိုသူကိုက ပြီးမှဆိုရင်ကိုတိတူကိုကကတ်တောက်လုပ်ပြီးတော့အနေထားမှာဆိုရင်အချစ်သေးသေးပြီးတော့မှထူရောက်ခတ်မှာဆိုရင်တကယ်ကိုပဲနားလည်မှုအပြေဝါကိုပေါ်အဲအပြေဝါရှိရဲ့သူကိုခန်းစားချက်တွေနားလည်ပေးတဲ့သူကိုခန်းစားချက်ကိုအချင်းပေါ့နော်သူခန်းစားတဲ့ကိုခန်းစားချက်ကိုဖက်လှယ်ပြီးတော့မှကိုအပြေဝါပေါ့နော်ချင်းချင်းမြတ်တာကအပြေဝါပေးတဲ့သူစုမဲ့ energy လေးနဲ့တင်းပလိုက်ဖြစ်ရောက်လာမယ်ချင်းချင်းမြတ်တာတည်းကလေးတွေ့ရတယ်ထူရောက်ခတ်နော်ထူရောက်ခတ်တွေ့ရတယ်ဒီမှာမြတ်ရလေတစ်ဖက်သူဘယ်ဖြစ်ကိုဘယ်ဖြစ်ပေါ့နော်တလိမ့်ဆန်လေးချစ်တဲ့ချစ်တဲ့နေထားလေးတွေ့ရရယ်နော်တလိမ့်ဆန်လေး ခွေးလေးအကြောင်းလေးချစ်တဲ့သူလေးပါလိမ့်မယ်နော်ဒီလိုမျိုးလေးလည်းအဲတွေ့ရပါတယ်အဲ့တော့အတင်းဘာဖြစ်ဖို့အဲဒီ message လေးကတင်ကိုဘာလေး message ဗီဒီယိုလေးကတင်ကိုဘာလေး message ပေးခြင်းလဲသိချင်ပါတယ်ပစ္စောစွာနော်ပစ္စောစွာမနောစာအုပ်တွေကျွန်မတွေ့နေရတယ်နော်စာအုပ်တွေ ပေးဆော့ဆော့မှလို့စောက်လေတွေ့နေရတယ်ဒီမှာဒီစောက်တွေအော်ကိုကဟိုစူးစမ်းနေတဲ့အရာတခုတွေပေါ့နော်ကိုစူးစမ်းနေတဲ့ကိုလိလာနေတဲ့အရာတွေကတေချာလေးကိုကဘယ်လိုမျိုးလဲဟိုတေချာလေးနာနိုင်တယ်ကိုကိုပေါ့နော်ဟို confidence ရှိစွာနဲ့ဒီကိလလာမှုတစ်ခုကပေါ့နော်အဲတေချာလေးပြီးနောက်စွာနဲ့လိလာနေတာမျိုးပေါ့နော်တွေ့ရတယ်အော်ကိုတို့လေးဒီမှာမြင်တာလေပညာရဲ့တစ်ခုကိုစတင်လိလာတာမျိုးလည်းတွေ့ရတယ်နော် ပညာရဲ့တစ်ခုကိုစတင်လေ့လာတဲ့အနေထားမျိုးလေးတွေပညာရဲ့မှာဆိုလို့ရှိရင်လည်းကိုဝါသနာပါတဲ့ပညာရဲ့အဲထားပါတော့ဒီမှာဆိုရင်အဲကိုရဲ့စာအုပ်ပဲစာပေနဲ့ဆိုင်တဲ့ပညာရဲ့လားဒါမှမဟုတ်ရှင်လည်းကိုကလည်းအဲဒီလက်မှုပိုင်းဆိုင်ရာပညာရဲ့လားဒါမှမဟုတ်လည်းကိုကဟိုတစ်ခုခုပေါ့နော်ကိုကဝါသနာပါတဲ့ပညာရဲ့တစ်ခုကိုကိုကစတင်လေ့လာဖြစ်နေတယ်ဒီလေ့လာတဲ့အနေထားနေပြီးတော့မှအဲတေချာလေးကိုကရည်ရှိလို့ဖြစ်သွားတာမျိုးပေါ့နော်အဲတွေ့ရတယ်ဒီမှာမြင်ရတော့စာအုပ်တွေမြင်ရတယ်ဆိုတော့လေ အဆောင်စာနဲ့ပတ်သက်တဲ့လေ့လာမှုတစ်ခုဒါမှမဟုတ်လို့ရှင်လဲတခြားပေါ့နော်တင်စာတွေဖတ်ကြပြီးတော့မှတင်စူးစမ်းအထောက်အကူအလုပ်တစ်ခုလည်းဖြစ်ကောင်းဖြစ်နေမယ်ကိုဝါသနာပါတဲ့အလုပ်တစ်ခုပေါ့နော်ဒီမှာမြင်ရကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုတခြားလေးကိုကအဲဆုံးမချက်တခြားချပြီးတော့မှလုပ်ဖြစ်တာမျိုးပေါ့နော်တွေ့ရတယ်ဒီမှာမြင်ရလား အဲခရီးထွက်တဲ့လုပ်ငန်းလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော်ကိုကဒီစာပေနဲ့ပတ်သက်တဲ့လုပ်ငန်းလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ကိုဝါသနာပါတဲ့အလုပ်တစ်ခုပေါ့နော်ဒီမှာတော့အများကြီးတော့ကျွန်မမတွေ့ရအောင်အကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုစတင်လုပ်ဖြစ်တာမျိုးပေါ့နော်အဲဒီအလုပ်တစ်ခုကလည်းကိုယ့်အတွက်အဆင်ပြေမှုလေးတွေလည်းတွေ့ရပါတယ်အဲ့တော့ဒီမှာမြင်ရတာကတော့အခြေအနေပတ်သက်ပြီးအခြေသင့်လေးမြင်နေရတဲ့အဆင်ပြေမှုလေးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်မနောက်ပါလေးတွေ့ရအောင်မလဲပေါ့နော်အဲ့တော့ opus ပို့ပြီးစောင်းသွားပြီဒီမှာကြည့်အောင်အဲ့တော့ဒီမှာကျမထက်ကြည့်ပြမယ်နော်အော်ကျမနောက်ပုံလေးကတော့ဆိုရင်ကောင်းမလားပေါ့နော်တော့ဒီဗီဒီယိုရတဲ့ကိုဗာမက်ဆေ့ပေးခြင်းလဲတစ်ချင်ပါတဲ့ဆိုတော့အဲ့တော့ပန်ဒီကေကြည့်အဲ့တော့ပန်ဒီကေနော်အော်ဒီမှာမြင်တာလေကိုငွေချင်းလေးအရင်ကပို့ပြီးစူးစောင်းမိတာမျိုးအနာကတ်မှာလေစူးစောင်းမိတဲ့အလုပ်လေးအစင်းတကြလေးနဲ့ကိုတေချာလေးလှုပ်ဖြစ်တာမျိုးတွေ့ရတယ်ဒီမှာကြည့်ရတာ တင်းရဲ့ကိုပိုင်လုံးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်နော်ကိုပိုင်လုံးနဲ့ပတ်သက်ပြီးဟိုကိုရဲ့အဆင်ပြေမှုလေးနဲ့အဲပြောမှဆိုရင်ငွေကြေးတွေစုဆောင်းဖြစ်တာမျိုးငွေကြေးလေးလည်းတွေ့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကတ်ထပ်ဆွဲမယ်ခင်းတော့ဝမ်းတော့ဒီမှာကြည့်ဒီလိုမျိုးချလိုက်မယ်ခင်းတော့ဝမ်းဒီလိုနော်ဒီလိုကဒီမှာဒီခင်းတော့ဝမ်းအနေထားနဲ့တင်းနဲ့ခင်းတော့ဝမ်းမှာဆိုရင်ချင်းချင်းမိတာတရားတော့ဒီလိုပေါ့နော်ခုနပြောတဲ့ နည်းနည်းကက်စီနိုတဲ့သူလည်းဖြစ်ဖြစ်တယ်ဒီမှာမြင်ရခင်းတော့မှာဆိုအလုတ်ကတော့အရင်ကြိုးစားရတယ်ဒီလူနော်ကိုလိုက်ထဲကိုဝင်လာဖို့ရှိရဲဒီမှာလည်းကိုနဲ့ရေရှည်သွားစေသူလည်းဒီမှာကိုနဲ့ရေရှည်သွားစေတဲ့ energy မျိုးနော်ဒီလူကရေရှည်သွားစေတဲ့ energy မျိုးတနည်းအားမှာအဲခေါင်းဆောင် leadership တနည်းအားမှာသူအဲအလုံးနဲ့ပတ်သက်ပြီးတော့မှနှက်ဆက်ကျွမ်းကျင်ပြီးတော့မှာပေါ့နော်အလုပ်တနေရာတစ်ခုမှာ experience ကျွမ်းကျင်တဲ့သူမျိုးပေါ့နော်ဒီလူမျိုးနဲ့ကိုယ်နဲ့တွေ့ဖို့ရှိတယ် ကျွန်မထပ်ကြည့်လိုက်ပါအောင်မယ်အဲ့တော့ဗီဒီယိုလေးရဲ့အသင်ကိုဗာမက်ဆေ့ချ်တွေပေးခြင်းလဲဆိုတာသိချင်ပါတယ်။အိုးထဲတော့ပနိကေဒီမှာတင်ညွှန်လင်းထားတာကအခြေအရေးဆိုလို့ရှင်ဒီအခြေအရေးကတင်းစီပျော်ရွှင်မှုတဲ့ပျော်ရွှင်တဲ့အခြေအရေးပေါ့နော်အတွေ့ရတယ်နောက်တစ်ခုတွေ့ရတာလေသူနဲ့ကိုနဲ့ကြမှာရင်းနှီးမှုလေးအရင်ထက်ပြီးတော့မှချက်ချင်းမြတာတရားရင်းနှီးမှုလေးတန်ရောစံလေးတွေပို့ပြီးတွေ့တာကမျိုးပေါ့နော်တွေ့ရတယ်ရေရှည် energy လည်းတွေ့ရတယ်ဒီမှာဒီတစ်ဖက်သူကကိုနဲ့ရေရှည်သွားခြင်းနဲ့ဆန်တော့ပန်နီဆန်တော့ပန်နီကမှာဆိုလဲ ကိုနဲ့ marriage site ကိုသွားပြီးတော့ပြွှေလေးဖြတ်တန်းရှင်းတာမျိုးအဲ့ကိုကမျောလင်းထားတဲ့သူကိုမျောလင်းထားတဲ့ဒီ toxic ပါတဲ့ toxic ချက်ချင်းမြတာတရားဟောပွဲနဲ့အေးချမ်းတဲ့ချက်ချင်းမြတာတရားကိုရယူချင်တဲ့သူဒီလိုချက်ချင်းမြတာတရားနဲ့ကိုမျောလင်းတဲ့ star energy မှာဆိုရင်ကိုအကြခင်မှာနောက်ဆက်လာအတွင်းရောက်ရှိလာဖို့တွေးရတယ်နော်နောက်ဆက်လာအတွင်းမှာနော်အဲ့တော့ထပ်ကြည့်ပါမယ်အဲ့တော့ဒီဗီဒီယိုကတင့်ကိုပါမက်ဆေ့ချ်လေးပေးခြင်းနေလဲဆိုတာသိချင်ပါတယ် ဲ့တော့ပိစော့ကက်ပိစော့ကက်เนาะအဲ့တော့သူကပြောမှဆိုရင်တစ်ဖက်သူကကိုနဲ့အရင်ဆက်ဆာချင်းမှာတော့အရင်ချင်းချင်းမြတာတရားကပေါ့ပါလေးဖြစ်ပြင်မဲ့လဲနောက်ပိုင်းမှာကိုကို deeply ချစ်နေတဲ့အနေထားမျိုးလေးနဲ့ရောက်ရှိလာတာမျိုးပေါ့เนาะအဲတွေ့ရတယ်အဲ့တော့ပိစော့ကက်မှာဆိုရင်တစ်ဖက်သူကပြောမှဆိုလို့ရှင်ကိုတော့ချင်းချင်းမြတာတရားအပြည့်အဝနဲ့ပေးနိုင်တဲ့သူမျိုးလည်းတွေ့ရတယ်เนาะအဲ့တော့ဒီမှာမြန်ရတာသူနဲ့ကိုနဲ့ချမ်းမှာလဲရွယ်သူအနေထားလေးတော့တွေ့ရတယ် ရွယ်သူနေသားလေးပေါ့နော်ရွယ်သူနေသားလေးရောက်ကိုလာဖို့တွေ့ရတယ်။နည်းနည်းကြီးနေအောင်အသက်ရွယ်အဲက၄၅နဲ့ကြီးတာမျိုးပေါ့နော်။ဒီမှာခင်းတော့ဆော့လက်တွေ့ရကြီးတော့ကြီးတယ်။ဒါပေမဲ့၄၅နဲ့ကြီးရတဲ့နေသားမျိုးပြီးတော့ဆော့ပြီးတော့ကတ်မှာဆိုရင်တော့ကိုနဲ့တချို့လေးမှာရွယ်သူနေသားတွေ့ရတယ်။တချို့လေးမှာနည်းနည်းအသက်ငယ်၄၅နဲ့ကြီးတာမျိုးတော့နှစ်မျိုးနှစ်မျိုးနှစ်ခုတွေ့နေရတယ်နော်။အဲ့တော့ဘိုးကတော့နေကြွာလာပြီ။အဲ့တော့အတင်းဒီဗီဒီယိုကတင်ကိုဘယ်လို message တွေပေးမှာလဲသိချင်ပါလေ ခွင်းတော့ပန်နီကင်တော့ကြည့်ပါအောင်အဲ့တော့ queen of panicel မှာဆိုရင်ကိုယ့်ရဲ့ဒီပြောမှဆိုရင်ကိုစူးစမ်းမှုတစ်ခုနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အနာဂတ်မှာငွေကြီးပြည့်စုံစွာနဲ့ကိုအဲ stable ကြကြလေးနဲ့ဗောနော stable ကြလေးနဲ့ကိုဖြစ်တန်းလာတာမျိုးတွေ့ရတယ်နော်ဒီမှာတိရစ္ဆာန်လေးတွေနဲ့အော်ဒီမှာတချို့လေးတွေကလေဒီမှာပြရတာလေအဲအပြိုကြီးလေးတွေတွေ့ရတယ်နော်တချို့တောက်ထဲဖြစ်တန်းမဲ့သူလေးရှိပါတယ်ဆိုလို့ရှင်ကိုကဒီမှာတိရစ္ဆာန်လေးတွေနဲ့ အငွေကြီးပြည့်စုံစွာနဲ့ကိုယ့်အနာဂတ်မှာဖျက်ဆီးနိုင်မယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်။အဲကိုယ့်ရဲ့အလုပ်တစ်ခုမှာလည်းကိုယ်တခြားလေးစတေဘယ်ကျကျလေးနဲ့အလုပ်ကိုတခြားလေးအဲဘယ်လိုမျိုးလဲအဲကိုယ့်အလုပ်ကလည်းကောင်းနေတာမျိုးပေါ့နော်။ငွေကြီးနဲ့ပတ်သက်ပြီးအဆင်ပြေပြည့်စုံမှုတွေပြီးတော့ဒီမှာမြင်ရတာနောက်တစ်ခုကအဲကိုကအချို့လေးအဲကိုရဲ့မိဘအမွေးနှစ်လေးတွေရရှိတာမျိုးပေါ့နော်အမွေးနှစ်ရရှိပြီးတော့မှကိုကအရင်ထက်ပိုပြီးတော့မှ stable လေးပိုဖြစ်သွားတာမျိုးပေါ့နော်အမွေးနှစ်ရရှိတာမျိုးမလျော်လင့်တဲ့ငွေဝင်လာတာမျိုးလည်းတွေ့ရတယ်နော် အော်မြောင်းနေငွေလဲပါတယ်အငွေရှိလဲတွေ့ရတော့ဒီနေသားနှစ်ခုတွေကတစ်ခုတော့ဖြစ်နိုင်တယ်ဒါမှမဟုတ်လဲကိုကနှစ်ခုလုံးပြောင်းရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်ဒီနေသားလည်းကိုအရင်ထက်ပို stable ကျလာတဲ့အနေအထားမျိုးခွင်းတော့ပန်နေခဲ့အော်အရင်ထက်ပို့တည်ငြိမ်စွာနဲ့ဖြတ်တန်းနိုင်တယ်ဗောနော်ကိုကိုကိုဖြတ်တန်းနိုင်တယ်ကိုကိုပို့လှပအောင်ခုလိုပို့ပြီးတော့မှဟို shiny ဖြစ်အောင်ပို့ပြီးနေနိုင်တာမျိုးဗောနော်ခွင်းတော့ပန်နေခဲ့မှာတွေ့နေရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတင်ကို ဘာမဲစိတ်ပေးမှလဲသိချင်ပါလေဒါဒီမှာဒီတစ်ခတ်ပြင်တော်ကြီးပေါ့နော်အိုးနိုင်တော့ပန်နီကယ်ကြည့်ပါအောင်နိုင်တော့ပန်နီကယ်ဒီမှာဒီခုနပြောကျွန်မပြောအပြိုကြီးတွေပေါ့နော်အပြိုကြီးတွေပါမယ်ဆိုရင် AC ပဲဟိုပြောမယ်ဆိုချို့လေးအပြိုကြီးတွေပါလို့ရှင်ကိုဘွက်ကိုလေဟိုကိုရ future လိုက်မှာလေလုံးဝဟိုအေဂျင့်ဆိုတာနဲ့စောင်းလေးဖတ်လိုက်မူလေးစားလိုက်အဲခွေးလေးကြောင်လေးရေနဲ့ပျော်ပျော်ရွှင်လေးလိုက်ဥပွားလေးဖြတ်တန်းပြီးတော့မှာပေါ့နော်အဲဒီမှာဟိုဘယ်လိုမျိုးလဲ ဖျားရှိကိုမဆိုင်ဆိုဖျားရှိကိုလိုက်ကိုပျော်ဟိုပျော်ရမချင်ပျော်ပါလေးနဲ့ကိုတငယ်ချင်းနဲ့သွားလိုက်လာလိုက်စားလိုက်အဆောက်လေးဖတ်လိုက်ပေါ့အဲအေးချမ်းလေးနဲ့ကိုဖြူချမှာဖက်တန်းရမဆိုအနေထားငွေချေးပြည့်စုံစွာဖူလုံစွာနဲ့ဖက်တန်းရမဆိုအနေထားတွေ့ရတယ်အဲ့တော့ဒီမှာတကူတဲ့တမားလေးအမျိုးသားတော်တော်ကောင်အမျိုးသမီးတော်တော်ကောင်ပါမယ်ဆိုလို့ရှိရင်ကိုကကိုဘွားအရင်တက်ပို့ပြီးတော့မှ stable ကြအခြေတည်ပြီးတော့မှဖြတ်တန်းလာလဲဆိုအနေထားမျိုးလေးပေါ့နော်ကိုဖီနဲ့ရှိရှိလေးနဲ့တွားနိုင်တာမျိုးလေးဒီကိုကိုလည်းကလပလေးနဲ့ပို့ပြီးအရင်ထက် ပို့ပြီးတော့မှတောက်ပါဆိုတာနေနိုင်တာမျိုးလေးတွေ့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ဟိုတချို့တယောက်တည်းသမားလေးတွေပါခဲ့လို့ရှိရင်ကိုယ့်ရဲ့ future life ကလုံးဝအဲပြည့်စုံစွာမြင်နေရတယ်ပြည့်စုံစွာဟိုတယောက်တည်းဆိုရင်မလည်းကိုယ့်ဘဝကိုပြည့်စုံနေတယ် ကိုကတော့ကိုအကြောင်းလေးတွေကိုလေးတွေစအောင်နဲ့စအောင်လေးတွေနဲ့ကိုဖတ်ဆရာရှိရလေးလာဆရာရှိရလေးတွေနဲ့ကိုဆိုရှယ်မီဒီယာတွေမှာအဲလေးလာမှုလေးတွေနဲ့ပေါင်းဆက်ပြီးတော့မှကိုအတွက်ပြင်းမှုအချိန်မရှိဘဲနဲ့ကိုအတွက်ပါအရာရာပြည့်စုံနေတာမျိုးပေါ့တယောက်တည်းဆိုရင်မလည်းအဲ့လိုမျိုးလေးတွေ့ရတယ်အဲပြီးတော့တွေ့ရတာကတင်ကအရင်ထက်ပိုပြီးတော့မှဘောဟိုအဲမြင်နေရတာပိုပြီးတော့မှ confidence နေရှိလာတယ်ရက်တုံမှုတစ်ခုမှခိုင်မာစွာနဲ့တေချာလေး ကိုယ့်ရဲ့ရောက်ရှိနေတဲ့နေရာမှာတခြားခိုင်မောင်တဲ့ရက်တိလာတဲ့ရက်တိလာတဲ့ဆိုအနေထားလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကသူ့ကိုပေးစင်တဲ့ message လေးကတော့ဘလောက်ပါပဲနော်အဲ့တော့ကျမတို့နောက်ဗီဒီယိုမှာတွေ့ချင်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ channel လို့လည်း subscribe လုပ်ပြီးပါအောင်နော်အဲ့တော့ personal link လေးပေးချင်လို့ဆိုရင်လည်းကျမအဲ page မှာလည်းတင်ထားတယ် TikTok မှာလည်းတင်ထားပါဗျာအဲ့ကျမရဲ့ YouTube channel မှာလည်းအဲ Viber number ကလေးတွေ Telegram number ကလေးတင်ပေးထားပါတယ်နော်အဲ့တော့လာမေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်